ယနေ့ခေတ်မှာမြန်မာလူငယ်တွေကဆိုရင်မြန်မာတိုင်းရင်းကိုတိုင်းကပညာရေးအုပ်ချုပ်ရေးနဲ့မင်းကြီးတွေကပြီးဆောင်ပွဲဆစ်စီတဲ့ဆောင်ပွဲကိုအောင်မြင်ထားရမှာပါခင်ဗျာဆောင်ပွဲကဖြေဆိုလာ လေကူတာရှိတယ်လို့ခက်ခဲချက်များလည်းရှိပါမယ်။အဲလိုခက်ခဲချက်များများအောင်မြင်ပြီးသားဆိုရင် MPU ကတ်ဆိုတာပေါ်လာပါတယ်။ MPU ကတ်ဆိုတာ M ဆိုတာတည်ပြီးသွားပါပြီ။ P ဆိုတာလည်း P တလုံးပါတည်ပေါ့နော်။ U ဆိုတာတိုင်းဒါပါတည်ပေါ့နော်။ N ဆိုတာမြန်မာတိုင်းကြီးကိုတိုင်းကိုပုံစံပြပါပါတယ်နော်။မြန်မာဆိုတာဘာလဲဆိုတာလူငယ်တွေတည်ထားရပါမယ်။မြန်မာဆိုတာ M ဆိုတာရေးပေးဝေးရေးပေးဝေးရေးမြေပြတိတည်ထောင်ခြင်းနော်။ Y ဆိုတာတတ်စင်လက်ဆက်တော့အသားငါးများပြည့်စုံခြင်းနော်။ဟာ MYE ဆိုရဲဆိုတာ M ဆိုတာရေပြည့်ဝရေမြပြတိတိထောင်ခြင်း Y ဆိုတာတက်စင်လက်ဆက်တဲ့အသားငါးများပြည့်စုံတော့တည်ရှိခြင်းเนาะအဲမြပြတိများပြည့်စုံခြင်းမြပြတိများပြည့်စုံခြင်းအတွက်တိုင်းမင်းကြီးကုဌာနရဲ့ဆောင်မှုပွဲတွေကိုလူငယ်တွေဆယ်တဲ့ဆောင်မှုပွဲကိုဖြည့်ဆူရပါမယ်ဆယ်တဲ့ဆောင်မှုပွဲဖြည့်ဆူပိုင်း MPU ကဆိုတာပေါ်ပေါလာပါမယ် AN ဆိုတာအမျိုးသားရေးတာဝန်၃ရက်ပေါ့เนาะအဲ့ဒါကဘာလဲဆိုတော့နောက်ဆုံးက MER မားဆိုတာဂျိုးเนาะမားဂျိုးမှာ မြန်မာဂျူလူရှိပါတယ်အဲ့ဒီအဲရေဒီယိုရုပ်တံလှိုင်းတွေဂျူလူစက္ကရိယစတရေးတွေကောင်းမွန်ခြင်းတို့ပါဝင်ပါတယ် MIA ရဲ့အသေးပဲကအမျိုးသားရေးတောင်းဝန်တုံးရဲ့မာချူကိုကိုးစားပြုပါတယ်အဲမြန်မာဆိုလားဗားလဲဆိုလားဒီရန်နစ်ခေလူငယ်တွေတီးဖို့အစဉ်ပြေအောင်တင်ဆက်လိုက်ပါတယ်